မြူနင်းတို့ထောင်ရဝေးဇသိန်ပိုင်းမှာနီနီရောစနုရောဒေကြလို့တနိုင်ကန်လုံးကဒီဇလန်တွဲလေးကိုချိန်ညက်တဲ့ကြတဲ့ပရိသတ်တွေကတော့ငါလုံးမအသုံးမကျတဲ့ driver ဆိုပြီးတော့ပြောဆိုနေကြပြီပဲဖြစ်ပါတယ်เนาะဆဲဆိုနေကြပြီပဲဖြစ်ပါတယ်အပိုင်း33အရောက်မှာတော့နီနီရောစနုရောတော့ကေးဖို့အတွက်ဖြစ်လာတော့မှာဖြစ်ပါတယ် နေနေခင်ဗျာမလေးစိတ်သက်တည်ကြပြီးတော့အောက်ပိုင်းသေးတဲ့ဘဝမှာတော့မနေချင်ဘူးဆိုပြီးတော့မမိကိုကိုအစိတ်စားပြီးတော့တက်တည်ဖို့အတွက်လှုပ်ဆောင်လိုက်ပြီပဲဖြစ်ပါတယ်ဗျဟုတ်လေဟုတ်တယ်နော်လူငယ်တွေရောက်ဟာနော်ဆယ်ကျော်သက်ရွယ်လေးဟာဟိုဘဝမှာဖြစ်တဲ့ရဖို့အတွက်အများကြီးကျွန်တော်တွေးထားတာတွေအများကြီးရှိတယ်ယူမန်ထားတာတွေအများကြီးရှိတယ် ဆိုတော့အခုကအောက်ပိုင်းတည်တဲ့ဘဝနဲ့အသက်ဆက်ကျော်သက်ရွယ်လေးကဘယ်လိုမျိုးနေနိုင်ပါလဲသူမှစားပြေဘူးသူသားလည်းမရှိဘူးမိမိကိုယ်ကိုဖြေနိုင်တဲ့တော့ဟိုဘယ်လိုပြောမလဲဟိုပြန်လဲဒီလိုဖြစ်နေတာဒီကိုဖြေဖို့အတွက်ဘာမှဖြေစရာလည်းမရှိဘူးเนาะအဲ့ကြောတော်လေးကိုမမိကိုအသက်တေဖို့လုပ်တယ်စနိုးကလေဒါသူ့ရဲ့လူသက်မှုတွေကိုလုံးသူ့ဖေကိုပြောချလိုက်ပြီသူ့ဖေခင်ဗျာမှာလဲเนาะဒီလောက်ထက်ထိသမီးဖြစ်သူကเนาะအသွင်းစိတ်မှာ လူတက်လောက်တဲ့အထိရက်ဆက်တက်လိမ့်မယ်သွေးအေးလိမ့်မယ်လို့ထင်မှမထားခဲ့တာဖြစ်ပါတယ်ဆိုတော့စနိုးကလေအဆုတ်ရွာဆိုးရွားလာမှာဖြစ်ပြီးနောက်ဆုံးမှနှစ်ယောက်လုံးတော့ကြေသွားကြမှာဖြစ်ပါတယ်ဆိုတော့မြုံနင်းတို့ထောင်ရောင်းဝေကတော့တကားလုံးမှာနော်ဒါအမုန်းတွေရောအချစ်တွေရောပြည်သူတွေများစွာမြင်ခဲ့ကြရတယ်ဒါမဲ့လေလေဒါစသင်းမဲကိုမချိနေတဲ့သူတွေကိုပြောချင်တာစနိုးလေးဟာလူနှစ်ယောက်ကိုတတ်ခဲ့တာပါเนาะတတ်ခဲ့တာဖြစ်တဲ့အတွက်လူတတ်ထားတဲ့သူကဘလောက်ပဲ တော့ပြန်ကောင်းအောင်ကြိုးစားသည်ဖြစ်စေဘလောက်ပဲပြန်လဲတော့အကုန်လုံးပြည့်ပြည့်သည်ဖြစ်စေဒီသူလုခဲ့တဲ့အရေးမဲကြီးကသူနောက်ကိုအမြဲတမ်းလိုက်နေပါပဲเนาะဒါကြောင့်မလို့တော့ညညဆိုရင်အိမ်မက်မှာချောက်ချခံရတာဖြစ်တယ်ဆိုတော့เนาะဘလောက်ပဲမကြေကြသည်ဖြစ်စေသူတို့နှစ်ယောက်တော့ကြေတာကတော့တေးချသွားပြီပြိသက်တွေ peace เนาะ peace လို့ပဲပြောခြင်းပါတယ်